သတင်းကြော်အလွန်ဒီနေ့မနေ့ကဆလို့ဒဝေရဲ့မနေ့ခင်းဟာ ဆောင်းရွက်တွေရလာရဲ့ညမှုခဘဘွားနဲ့မြင်ကွေးတွေက ဆောင်းမဲလူလာတယ်လို့ပဲမနေ့ခင်းနေ့ပြီမှာဆောင်းရဲ့အေးမြချင်းကိုနန်းနလေးထူထူခင်းရပြီသတင်းကြော်တော့မယ်ဆိုတဲ့တိကအတွေးတွေဖြက်ကနေရလာတယ်လို့ပျောက်ဆုံးခဲ့ရတဲ့ဒဝေသတင်းကြော်ကာလာတွေကို လွန်သွားတယ်သတင်းကြော်ပျော်ရေပျောက်ဆုံးခဲ့တာ၄နှစ်တောင်ရှိပါရောလား တင်းကျော်ရောက်တော့မယ်ဆိုတဲ့တိနဲ့ပရမဆိုလွမ်းမိတာကဒိုဝဲရှမ်းမလဲဆွေရန်ကမမဖရားပွဲပဲခုတောင်မမဖရားပွဲအတွက်ပြင်ဆင်နေကြပြီလေတင်းကျော်လာဆန်းဒီရင်နေဆိုမမဖရားပွဲစပြီတင်းကျော်လာဆန်းဆယ်ရင်နေညဆိုပညာလုံးဒိုဝဲမျိုးတွင်းလှည့်လည်နေကြလုံးကြီးမှုရကတော့ပွဲဆက်ပူတော်ကြသူတွေပြောပြရေးကားရိနာကကုန်ကြသူတွေနဲ့ဒဝေညကအပွင့်လဲရသည့်ဘွဲတော်ဆောက်ကိုကြိုဆိုခဲ့တာတွေ နောက်ရက်များမကြာမီမှာသတင်းကြော်မီတော်ပွဲတော်နဲ့အတူသတင်းကြော်လာပြီးနေမှာဒဝယ်ရွာတပေမျိုးပွဲဒဝယ်မိတ်တဲ့ညရဲ့လို့တောင်ဆုံကြလေရဲ့ဒဝယ်ကန်းနာကတဲ့ပုံစိတ်မှာတပိတ်ကိုစီနဲ့မနှဲအာယုံတက်ချင်ကလေးကစီကာဒဝယ်မီယူတခြားရဲ့ရွာတွေမှာလည်းအတီးတီးတပိတ်မျိုးပွဲကျင်းပါတော့လာပြီးနေမနဲ့မှာချင်းရှားတဲ့ပွဲတပွဲကကပူပရားတော်ကုန်းမှာကျင်းပရဲ့မြို့မြန်လှော်ပွဲ ။တချိန်ကဆိုကမျောကြီးနဒားမှာတူမပေါ့။ခုတော့လွန်ခဲ့တဲ့၄နှစ်သာအတွင်းသတင်းကြော့ပွဲတော်ကိုတိတ်တိတ်ဆိတ်ဆိတ်ပဲကျင်းပခဲ့တာများပါတယ်။လမ်းပေါ်မှာလည်းည9နာရီလောက်ဆို သွားလာမရှိသလား။ဒီနေ့တရင်ကြော့ပွဲတော်ကိုဘယ်လုံးကြိုးရအောင်မလဲမသိ။တရင်ကြော့ကာလာဒဝဲမှုလေးဝဲမှာတွေ့နေကြကလယ်မုန်းလို့ခေါ်တဲ့ကောင်းကြီးကြီးတောင်ရှားပါမုံဖြစ်နေပြီ ခွန်ကျန်းဖြစ်တဲ့ဝါထွက်ရနေရာကလည်းစေဘေးကြောက်ပြီးရှောင်နေကြရသလိုကောင်းချင်းကြီးတဲ့လို့တဲ့ရဲရွာတချို့ကလည်းစေဘေးရှောင်နေကြရတာမို့ရာသီသာကလန်မွန်လဲဘွရော်ရီနဲ့ပဏံမတိတ်ခဲ့တာကြာလာပေါ့လွမ်းရပါတယ်တချေကတဝယ်တရင်ကျော်နေရများရဲ့